မင်္ဂလာပါသသမိမိတို့ရေဒီနေ့ဒီဒီသသမိမိတို့ကိုပြောပြပေးမယ့်ပုံမြင်လေးကတော့လောဘကြီးတဲ့ပင်ကူတဲ့တခါကပင်ကူတကောင်ရှိတယ်သူကသူ့အိမ်ကိုအရန်ခံခန့်နဲ့ပင်ကူမြင်နေနဲ့စိတ်ချိတ်ဆောက်ပြီးနေ့တိုင်းသူ့ရဲ့အိမ်မှာမိသွားတဲ့ပိုးကောင်လေးတွေကိုဖမ်းဖမ်းမိစားတာပေါ့ဒါပေမဲ့သူကလောဘကြီးတဲ့ပင်ကူဖြစ်တာကြောင့်နေ့တိုင်းဘိုက်ဝအောင်စားနေရလဲမကြေနပ်နိုင်သေးပဲနဲ့ နောက်ထပ်တင့်ကိုအိမ်နဲ့အများကြီးဆောက်ပြီးပိုးကောင်လေးတွေအများကြီးကိုဖန်ဆားဖို့အကြံရှိတယ်။တင့်ကူကသူ့ရဲ့အကြံစီတိုင်းပဲသူနေတဲ့အပင်တစ်ခုလုံးမှာတခြားပင့်ကူတွေကိုအိမ်ဆောက်ခွင့်ပိုးကောင်ဖန်ခွင့်မပေးတော့ဘဲနဲ့အကုန်လုံးကိုမောင်းထုတ်လိုက်ပြီးသူတယောက်တည်းပင့်ကူအိမ်နဲ့အများကြီးကိုလက်ပတ်ပြီးဆောက်လိုက်တယ်။အဲ့ဒီပင့်ကူအိမ်တွေမှာပိုးကောင်မိရင် သူတည်ရအောင်လို့ဆိုပြီးတော့သူ့ရဲ့အင်အားလုံးနဲ့သူ့ရဲ့ခါကိုပင့်ကူမြင်နေတဲ့တစ်ခုချင်းစီနဲ့ချိတ်တွဲထားလိုက်တယ်။ အိမ်တအိမ်မှာပိုးကောင်မိပြီဆိုရင်အဲ့ဒီအိမ်နဲ့ချိတ်ဆက်ထားတဲ့ကျိုးကသူ့ရဲ့ခါမှာတင်းပြီးလှုပ်သွားတာမို့လို့သူကအဲ့ဒီအိမ်ကိုအမြန်သွားပြီးအဲ့ဒီပိုးကောင်ကိုသွားပြီးစားတယ်တဲ့အလိုနဲ့နေလာရင်တဲ့ဒီနေ့မှာကျိုင်းကောင်အုပ်တအုပ်ကအဲ့ဒီတစ်ပင်ကိုဖြတ်ပြီးတော့ပြန်သွားနေတယ်အဲ့ဒီကျိုင်းကောင်တွေကတင့်ကူအိမ်နေနဲ့ညှိကုန်ပြီလေကျိုင်းကောင်တွေကလည်းအားရှိတဲ့အကောင်ကြီးဆိုတော့သူတို့အားနဲ့တင့်ကူအိမ်ကနေလွတ်အောင်လို့အတင်းရုံးကန်နေတော့ တင့်ကူရဲ့ခါမှချီထားတဲ့ကြိုးအလုံးကတပြိုင်နက်တည်းတင်းကုန်တယ်။လောဘကြီးတဲ့ပင်ကူကနာလွန်းလို့အော်ဟစ်နေပေမဲ့သူ့ကိုကယ်ဖို့တခြားပင်ကူတွေကိုမောင်းထုတ်ထားတာကြောင့်ဒုက္ခရောက်တဲ့အချိန်မှာသူ့ကိုကူညီမဲ့လူတွေအနားမှာရှိမနေဘူးတဲ့။ဒီလိုနဲ့ပဲကျိုးကဟိုဘက်ကတင်းလိုက်ဒီဘက်ကတင်းလိုက်ဟိုဘက်ကအင်အားဆွဲလိုက်ဒီဘက်ကအင်အားဆွဲလိုက်နဲ့အဲ့လိုဖြစ်နေတဲ့အတန်းကြောင့်ပင်ကူရဲ့ခါလဲတဖြည်းဖြည်းနဲ့တိမ်တိမ်ပြီးဝင်သွားတယ်တဲ့။အဲ့ဒီနေ့ကကျိုင်းကောင်ကြီးကြောင့် ိန်သွားတဲ့အဲ့ဒီလောဘကြီးတဲ့ပင့်ကူရဲ့ခါလေလုံးဝပြန်မကြည့်လာတော့ဘူးတဲ့သူ့ရဲ့လောဘကြောင့်ပဲအဲ့ဒီပင့်ကူဟာတငယ်ချင်းနေရှိမှာတသက်လုံးခါတိမ်တိမ်လေးနဲ့အရှက်ရနေရပါတော့တယ်တဲ့ကဲလောဘကြီးတဲ့ပင့်ကူအကြောင်းပုံမြင်ကတော့ဒါပါပဲเนาะအခုမိကွန်းလေးတွေမိပါမယ်ပထမဆုံးမိကွန်းကအဲ့ဒီပင့်ကူကဘယ်လိုစိတ်ထားမျိုးရှိတဲ့ပင့်ကူလဲ ဟုတ်တယ်เนาะသူကလောဘအရန်ကြီးတာနံပါတ်1မိကုံကိုမေးပါမယ်တကယ်လို့သာအဲ့နေမှာတခြားပင်ကူတွေကသူ့အနာမှာရှိနေမယ်ဆိုရင်ဘာလုပ်ပေးကြမယ်ထင်တယ်လဲဟုတ်တယ်เนาะတခြားတငယ်ချင်းတွေသာရှိရင်သူ့ကိုကူညီပေးလို့ရတာပေါ့အခုတော့သူကသူများကိုမောင်းထုတ်ထားလိုက်လို့သူ့ကိုကူညီမဲ့သူမရှိဖြစ်သွားတာကဲနောက်ဆုံးမိကုံလေးကတော့ တကယ်လို့ပေါ့နော်တငယ်ချင်းတွေထဲမှာတရားရောက်ကဒုက္ခရောက်နေရင်ကလေးလေးတို့ကမလုပ်မလဲကဲဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်တစ်ခေါက်ပြန်တွေ့ပါမယ်တတား